အားလုံးပဲမင်္ဂလာပါအတူတကွဆင်ကျင်နိုင်ဖို့ရွေးချယ်ထားတဲ့ကြမ်းမိတ်လေးကိုဖတ်ရှုလို့ပဲလို့ပါတယ်ဟေဖေဝရစာအခိုင်း30အငယ်24ထိုမှတပါမေတ္တာစိတ်ရှိစီခြင်းက၎င်းကောင်းသောအကျင့်ကိုကျင့်စီခြင်းက၎င်းတိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍အရှင်းချင်းတယောက်ကိုတယောက်ထောက်စာကြည့်ရှုကြကုန်အံ့ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အသက်တာကိုဆင်ကျင်နိုင်ဖို့ခေါ်ပေးရှင်တယ် ဒေသနာရဲ့ခေါင်းစဉ်ကိုတော့နှိုးစော်ပါလို့ပေးထားတာ ဖြစ်ပါတယ်။နှိုးစော်ခြင်းစီကျွန်ုပ်တို့ယုံကြည်သူများရဲ့အသက်တာမှာအထူးကြတဲ့လှုပ်ဆောင်မှုလည်းဖြစ်တယ်။နှိုးစော်ခြင်းစီမိမိရဲ့အတွင်းဝိညာဉ်ကိုနှိုးစော်ရတယ်လို့တပားသူဒါမှမဟုတ်အရှင်းချင်းကိုလည်းနှိုးစော်ပေးဖို့ရန်ဖျားအလိုရှိတာဖြစ်တယ်။အရှင်းချင်းနှိုးစော်ပေးခြင်းအပြင်ရိုင်နဲ့နေတဲ့ဘဝအသက်တာကို ပြန်လဲ တက်မှတ်ပေးတာဖြစ်ပြီးလမ်းမနေတဲ့သူတွေကိုလည်းဖျားနဲ့နှီးစီဖို့လမ်းမှန်ကိုပို့ပေးခြင်းလည်းဖြစ်တယ်စိတ်တကြနေတဲ့သူတွေကိုဖျားတကူအဖြစ်ခွန်အားကိုပြန်လေရယူစေတာဖြစ်တယ်ဒါပေမဲ့ယနေ့ယုံကြည်သူများရဲ့အသက်တာမှာအချင်းချင်းတိုက်တွန်းနှိုးဆော်မှုတွေနှဲပါလာပြီးသူလဲသူ့ဖန်သာသူနေကိုလဲကိုဖန်သာကိုနေဆိုတဲ့အကြောင်းအရာလေးတွေနဲ့ မိတ္တရခန္ဓာမှာတစိမ့်ဆန်ဆန်ဖြစ်နေတဲ့အရှင်နေဖြစ်နေတာကြောင့်ဖျားဘုံတော်လည်းမထင်ရှားနိုင်သလိုဖျားရှင်လည်းဝမ်းနှင်းနေမှာတည်ကြတာဖြစ်တယ်။ဟိဗေဝရဆာအခန်းကြီး30မှာခရစ်တော်ယေရှုဘုရားသည်လောကလူသားများ အားလို့ရဲ့အပြစ်ကိုစားရစ်ကောင်အဖြစ်အပူဇော်ခံခဲ့ခြင်းအပြင် လောကလူသားများ အားလုံးသည်ဖျားရှိတော်မှောက်ကိုတဆင့်ကံမဟုဘဲ ဓာတ်ရိုက်တိုးဝင်လို့ရတဲ့အကြောင်းအရာလေးပဲဖြစ်တယ်။ဒီကျမ်းမလေးမှာဖော်ပြထားတာကမေတ္တာစိတ်ရှိစေခြင်းက၎င်းဆိုတဲ့အကြောင်းအရာလေးကိုဆင်ခြင်ကြည့်တဲ့အခါခရစ်တော်ကိုယုံကြည်သူများသည်မေတ္တာတရား၌အရှိခံထားတာကြောင့်တဦးနဲ့တဦးမေတ္တာစိတ်ရှိဖို့ရန်လိုအပ်တာဖြစ်တယ်။ခရစ်တော်သည်မေတ္တာရှင်ဖြစ်သောကြောင့်ယုံယုံကြည်သူများရဲ့အသက်တာမှာလဲမေတ္တာစိတ်ရှိစေခြင်းတာဖြစ်တယ် တုံးမတဆူဖျားသည်မြစ်တာရှင်ဖြစ်သောကြောင့်ဖန်ဆင်းထားတဲ့လူသားများကို ထာဝရပြည့်စည်ခြင်းငရဲကိုမသွားစေခြင်းကျင်းသည်ဖျားရဲ့မကုံခန့်နိုင်တဲ့မြစ်တာကြောင့်ဖြစ်တယ်။ဒါကြောင့်မြစ်တာရဲ့အရင်မြစ်သည်ဖန်ဆင်းရှင်ဘုရားခင်သာလင်ဖြစ်တယ်။ခရစ်တော်ကိုယုံကြည်လက်ခံသောသူများသည်ခရစ်တော်အဖြစ်ဖျားရဲ့မြစ်တာကို ရရှိပြီးတည်ရှိစေတာဖြစ်တယ်။ယနေ့ဖျားရဲ့မြစ်တာကို တိရှိခံစားရတဲ့ယုံကြည်သူများမေတ္တာအကြောင်းပြောတယ်မေတ္တာပြတယ်ဘယ်သူတွေအတွက်လဲဆိုရင်စစ်မှန်တော်ဖရာကိုမတိရှိသေးတဲ့သူတွေကိုတော့မေတ္တာပြနိုင်တယ်ဒါပေမဲ့ခွတ်တော်ကယုံကြည်လက်ခံထားတဲ့သူအရှင်းချင်းအပေါ်မှာမေတ္တာမပြနိုင်ကြဘူးယုံကြည်သူအရှင်းချင်းမေတ္တာမပြနိုင်သလို အမှုတော်ဆောင်အရှင်းချင်းလည်းမေတ္တာမပြနိုင်တာကြောင့် တခုခုတော့လွဲနေတယ်လို့ခံစားရတယ်။ဖခင်ရဲ့မေတ္တာသည်လူရွေးပြီးတော့ပြရတဲ့မေတ္တာမျိုးမဟုတ်ဘူးဆိုတာ နားလည်စေခြင်းနဲ့ဒါကြောင့်ဒီကြမ်းလေးမှာမေတ္တာစိတ်ရှိစေခြင်းငါလို့ဖော်ပြထားခြင်းသည်ကျွန်ုပ်တို့ရဲ့အစွမ်းအစားကြောင့်ရရှိလာတာမဟုတ်ပဲခရစ်တော်အဖင်ရရှိလာတဲ့မေတ္တာတရားအဖင် လူတိုင်းကိုမေတ္တာပြဖို့နှိုးဆော်လိုတယ်။နောက်တစ်ချက်က ောင်းသောအကျင့်ကိုကျင့်စေခြင်းက၎င်းလို့ဖော်ပြထားတာကြောင့်ကောင်းသောအကျင့်သည် လူရဲ့ကျူးစာအထုံမှုကြောင့်မဟုတ်ဘဲခရစ်တော်ကိုယုံကြည်လက်ခံခြင်းအဖြစ်ရရှိလာသောအတိအပွင့်များသာလျှင်ဖြစ်တယ်။ဒါကြောင့်စစ်မှန်သောယုံကြည်သူများမှာကောင်းတဲ့အကျင့်တွေရှိနေရမှာဖြစ်တယ်။ယုံကြည်သူဆိုပေမဲ့ကောင်းတဲ့အကျင့်တွေရှိမနေဘူးထွက်မလာဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကိုပြန်လဲစမ်းစစ်ဖို့ရန်လိုအပ်ပါရဲ့ကောင်းသောအကျင့်သည်ဖျားထံမှလာတာဖြစ်ပြီးမကောင်းသောအကျင့်သည်စာတန်စီမှလာတာဖြစ်တယ်ဖျားရှိသည် လူကိုဖန်ဆင်းပြီးကောင်းသောအကျင့်အဖြစ်ဖျားပုံတော်ထင်ရှားဖို့ဖျားအလိုကိုဆောင်ဖို့မှန်ကန်စွာဝတ်ပြုကိုးကွယ်တတ်ရန်နှင့်အရှင်းချင်းမိတ္တာဖွဲ့ရန်ရည်ရွယ်ခဲ့ပေမဲ့လူသည်ဖျားရဲ့စကားကို နားမထောင်နားမခံဘူးကြောင့်ဖျားနေရမှာစာတန်ကို အစထုတ်ကစာတန်ရဲ့အကျင့်စရိုက်လက္ခဏာများနဲ့ပြည့်နေနေတာကြောင့်ဖျားရဲ့အလိုတော်ကောင်းတဲ့အကျင့်တွေထက်မကောင်းတဲ့အကျင့်ပေါ်မှာပဲတာယာမှုရှိကပျော်ငွေ့နေကြတာဖြစ်တယ်လူဘဝတတန်ရှင်လာတည်နေအမျှမကောင်းတဲ့အကျင့်စရိုက်တွေများသည့်နေရအနှက်ပြန့်နှံ့လာကကူးဆက်ယောဂါလိုပဲ တကဘာလုံးကိုပြန့်နှံ့တွားစီခဲ့တာဖြစ်တယ်။ယခုချိန်ကာလမှာလူတွေရဲ့အကျင့်စရိုက်ပုံမှုစိုးဝါစေခဲ့တာဖြစ်တယ်။ယခုကဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့စိုးဝါတဲ့အရှင်တွေအလုံးသည်လူသားများရဲ့အကျင့်ဆိုးကြောင့်လူသားများသာခံစားနေရတာဖြစ်တယ်။ဒါကြောင့်ဒီကြမ်းပိုက်လေးမှာ ကောင်းသောအကျင့်ကိုကျင့်စေခြင်းကဆိုပြီးတော့တုံတင်ထားတာဖြစ်တယ်။ကျွန်ုပ်တို့ရဲ့နေ့စဉ်တက်ရှင်မှုမှာ ကောင်းသောအကျင့်၌ကျင့်လေနေသလားဆိုးသောအကျင့်၌ကျင့်လေနေသလားဆိုတာပြန်တယ်ဆန်းစစ်စီခြင်းနဲ့နောက်ဆုံးအနေနဲ့တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍လို့ဖော်ပြထားတာကြောင့်အခွင့်ကြီးကိုကျွန်ုပ်တို့ကိုယ်တိုင်ရှောက်ဖွေးပြီးတိုက်တွန်းနှိုးဆော်ဖို့ရန်ဘုရားအလိုရှိတာဖြစ်တယ်။ဒါကြောင့်ရှင်တော်မိသားစုများယခုခေတ်ဆိုတဲ့အချိန်ကာလမှာမေတ္တာစိတ်ရှိခြင်းအပြင်ကောင်းသောအကျင့်ကိုကျင့်နိုင်ဖို့ရန် အချင်းချင်းကိုတိုက်တွန်းနှိုးဆော်ခွန်အားပေးခြင်းနဲ့ဖျားပုံးတော်ထင်ရှားနိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းနှိုးဆော်ခွန်အားပေးလိုက်တယ်အားလုံးပေါ်မှာဖျားသခင်ကောင်းကြီးပေးပါစေ။